မြင်လားပါဇာနီကနေကြိုးစောပါဒီမှာတော့အီဂျစ်ဒဏ္ဍာရီကလနဲ့ခရခွန်ရှုရဲ့အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ခွန်ရှုကရှေးဆောင်အီဂျစ်မှာလနဲ့အချင်းရဲ့နာမည်ပါ။သူ့ရဲ့နာမည်ကခီးသွားသူလို့ထည့်ပေးရပြီးကောင်းမြတ်မွန်ကလရဲ့ရွေလျားပုံထင်ဟပ်နေပါတယ်။လနဲ့ဖရားအနေနဲ့ခွန်ရှုကလာချမ်းရဲ့အလင်းကိုကိုးစားပြုပြီးလာချမ်းကသူ့ရဲ့တင်ရတာပါ။ခီးသွားသူတွေအထူးသဖြင့်ညဘက်မှာအပြင်ထွက်သူတွေဟာသူတို့နောက်တော့မှခွန်ရှုရှိတယ်လို့ခံစားရတဲ့အခါဘေးကင်းတယ်လို့ယုံကြည်ခဲ့ကြပါပဲ။ ဒါပေမဲ့ရှီယွန်အီဂျီအင်ပါယာရဲ့ပိရမစ်နိုင်ငံတွေပေါ်ကပိရမစ်စာသားတွေမှာတော့အခွန်ရှိကိုသွေးစွန်းတဲ့နတ်ဘုရားကိုဖော်ပြထားကြပါတယ်။ပိရမစ်စာသားတွေကအဲ့ဒီခေတ်ကအီဂျီပြည်နယ်ဟာတေဘီယာနဲ့နတ်တွေအဖြစ်ပြောင်းသွားပြီးငါတို့အခြားနတ်တွေကိုရှာပြီးတော့သူတို့ရဲ့နှလုံးသားတွေကိုစားပြီးတယ်လို့ဆိုကြပါတယ်။အဲ့လိုတေဘီပြည်နယ်ကိုကူညီပေးသူကခွန်ရှိပါဒီအတွက်ကြောင့်သူ့ကိုနှလုံးသားရဲ့မှာနေထိုင်တဲ့ခွန်ရှုလို့လည်းခေါ်ကြပါတယ် ခွန်ရှုဟာအချိန်ကလေးဆက်ဆက်နေသည်ဖြစ်တာကြောင့်ရှေးအကြီးလူမျိုးတွေကသူ့ကိုပြက်ကလေးနေနဲ့လာရသည်စုံနေရဲ့နှစ်ဖျားပြီးယူဆခဲ့ကြပါတယ်။သက်ရှင်ရင်းနဲ့တေဆုံရင်တန်ရာတွေကိုဖန်နေပြီးစက်ကြဝဠာကိုထိန်းသိမ်းထားသူလိုနဲ့ယုံကြည်ခဲ့ကြပါတယ်။ခွန်ရှုဟာနှစ်ဖျားအာမန်နဲ့နှစ်ဖျားမမွတ်တွယ်တားတယောက်ဖြစ်ပါတယ်။တိဘက်မှာရှိရဲ့သူ့ဖေအာမန်ဘောပြုရဲ့ကာနေဖျားကြောင့်ဒီမှာသူ့မိဘရင်းကြီးကိုဖျားကြောင့်ဆောက်ကိုယ်ွယ်ခံရသူပါ။လာနဖျားခုံရှိပါရှေးအောင်ဤချင်းမှာကုတရရဲ့နဖျားတော်အဖြစ်လည်းလူတီများပါတယ် အကြီးခစ်တဲ့မှာတော့ခုံရှုကိုလမ်းနဲ့ဖျားဖြစ်တာမကမြို့ကွန်းကနဲ့ဖျားဖြစ်ပါကိုကိုးဝယ်ခဲ့ကြတယ်လို့သိရပါတယ်။လဟာရာသီဆုံးအနေနဲ့ဆက်ဆက်တယ်လို့ယုံကြည်ကြကြောင်းလမ်းနဲ့မြို့ပွားမှုကိုအကြီးရင်ကြီးမှုတွေမှာဆက်ဆက်ဖို့ကမထူးဆန်းပါဘူး။ဒါကြောင့်ခုံရှုကလူသားတွေတမကတိရစ္ဆာန်တွေနဲ့တီးနံတွေရဲ့မြို့ပွားမှုတပါတာဝန်ရှိတဲ့နတ်ဖျားတော်အဖြစ်ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။ခုံရှုကမာဘယ်ကောမစ်မှာလည်းထင်ရှားတဲ့ဆက်ကောင်အောင်ဖြစ်ပြီးတော့ Moon Knight နဲ့ဆက်ဆက်နေပြီးဖြစ်ပါတယ်။ဆုံးစီနားတော်မိသားစုကျေးဇူးတင်ပါတယ်ဗျာ။ VOE ကိုကျင်းနေတယ်ဆိုရင်တော့ Lion Subscribe လုပ်ပြီးတော့မမေ့ပါနဲ့ဦးနော်